မင်္ဂလာပါဒီနေ့ကျွန်တော်ကပြုံးလင်းမြို့မှာမကြသေးခင်ကတိဆောက်ပစ္စည်းသွားခဲ့တဲ့အိမ်လက်လာလေးတစ်လုံးကိုဒီနေ့ကျွန်တော်ရောင်းချပေးမှာဖြစ်ပါတယ်ခင်ဗျာ ။နေရာကပြင်းဦးလင်းမြို့ကျော်တဲ့ရောက်ခက်ကြီးငါဘောကလမ်းမေးတဲ့မှာရှိတယ်အချက်ချာအားအရန်ကောင်းတယ်ပြီးတော့ပြုံးလင်မြို့ရဲ့မြို့ဟောင်းထဲမှာရှိပါတယ်ခင်ဗျအဲ့ရဲ့အုတ်တန်းအလှလေးတွေဆိုရင်လည်းဒီမှာကျွန်တော်ရွှေလံငွေလာလေးနဲ့ပြီးတော့ဒီလိုတင့်ရွက်ပုံစံမေးပဲတင့်ရွက်ပုံစံလေးတွေနဲ့ twin တူပြီးတော့မှာအုတ်တန်းအလှတွေကိုဒီမှာပြပက်ဝင်ရှင် channel နဲ့နီးတူအညီတညွတ်သေးလှလှပပလေးဒီလိုလေးကာရန်ထားတာလည်းလေတကယ်ကိုကောင်းတဲ့အားသာချက်တစ်ခုဖြစ်တယ်ပြီးတော့ အနီးနားပတ်ဝန်းကျင်မှာဆိုရင်လည်းကျွန်တော်တို့ဒါစာသင်ကျောင်းတွေရှိတယ် private school တွေရှိတယ်ပြီးတော့မြိုင်ဟိုတယ်အနီးနားမှာရှိတယ်ပြီးတော့ပြုံးလွင်မြို့မှာကျိုးစောပါကြီးဆိုတဲ့ပြုံးလွင်မြို့အဝင်ဆိုင်းပုံးကနေပြီးတော့မှလည်းဒီကို10မိနစ်10မိနစ်လောက်ပဲလာလို့ရနိုင်တယ်ပြုံးလွင်မြို့ဟောင်းထဲမှာပါတဲ့အခုမြင်တွေ့နေရတဲ့အိမ်တစ်လုံးဖြစ်ပါတယ်ခင်ဗျာကျွန်တော်ကတော့ပြုံးလွင်မြို့မှာရှိတဲ့ခိုင်မာတေချာမှန်ကန်တဲ့မြေလေးတွေနဲ့အိမ်လက်လာလေးတို့ပဲအဓိကရွေးချယ်ရောင်းချပေးနေတဲ့ဒေါက်တာစုံမဖြစ်ပါတယ်ဒီအိမ်ကြီးတိစောက်ထားတဲ့ကျွန်တော်တို့ဒါခြံက တောင်းခွက်ဖြစ်တယ်အရန်ကောင်းတဲ့အာသာချက်တစ်ချက်ဖြစ်တယ်ပြီးတော့ချဲရဲကဒီဘက်မျက်နှာစား48ပေဖြစ်တယ်ဒီဘက်ကပေ60ရှိတယ်အဲ့တော့ပေ40 48ပေ60ပုံမှာတိဆောက်ထားတဲ့အရန်လာတဲ့မင်းမျိုးနဲ့လက်ဖက်တဲ့အိမ်တလုံးဖြစ်ပါတယ်ခင်ဗျအဲ့တော့အလှည့်ရတော့ကျွန်တော်တို့ဒါဒီ main တကားအလှည့်ရတော့အရှိအလဲဖြစ်ပြီးတော့မှဒီဘက်တောင်းခွက်အလှည့်ရတော့ကျွန်တော်တို့ဒါမြောက်အလှည့်ဖြစ်ပါတယ်ကျွန်တော်ကအခုမြင်တွေ့နေရတဲ့အိမ်ကို33500နဲ့ဒီနေ့ရောင်းချပေးမှဖြစ်ပါတယ် channel ထဲမှာကျွန်တော်တို့ဒါ landscaping လေးတွေကိုလည်းကျွန်တော်တို့သူ့နေရာနဲ့သူတက်တက်ကြီးကြီးတက်တက်ကက်ကက်လေးကျွန်တော်တို့ဒါပြုလုပ်ပေးထားတာလဲဒီအိမ်ရဲ့ရန်ကုန်ကောင်းတဲ့အားသာချက်တစ်ခုဖြစ်တယ်ပြီးတော့ကျွန်တော်မိမိစိတ်ကြိုက်စိုက်ပျိုးလို့ရနိုင်တဲ့ကျွန်တော်တို့ဒါပန်းမင်လေးတွေကိုလည်းဒီမှာစိုက်ပျိုးလို့ရနိုင်အောင်ဒီလိုလေးပန်းပေါင်လေးတွေနဲ့လည်းဒီမှာသူ့နေရာလေးနဲ့သူကျွန်တော်တို့ဒါဖန်တီးပေးထားတာလဲအရန်ကုန်မိုက်တယ်ပြီးတော့ကျွန်တော်တို့ဒါကပကင်ဆိုရင်လည်းဒီမှာရှိဒီမှာဒစီနှစ်စီးလောက်ဆန့်တယ်ပြီးတော့ဒီဘက်ချက်မှလည်းနောက်ဒစီလောက်ဆန့်တယ်အဲ့တော့ကပကင်၃စီးလောက်ဆန့်တဲ့အနေထားတစ်ခုဖြစ်တဲ့ချက်ချက်ချက်တစ်ခုကိုလည်းကျွန်တော်တို့ဒါပိုက်ဆိုင်ထားတဲ့ အသာချက်ကောင်းတစ်ခုလည်းဒီမှာကျွန်တော်တွေ့ရပါတယ်ခင်ဗျကဲမင်္ဂလာပါအိမ်ထဲကိုကျွန်တော်လည်းအတူတူသွားပြီးတော့မှကြည့်ကြစို့ကျွန်တော်တို့အိမ်ထဲမှာဆိုရင်လည်းဒီလို liquid လေးနဲ့တကယ်ကိုတော့ separate level ပုံစံလေးနဲ့လေတိဆောက်ထားတာကိုကျွန်တော်ခံစားမိတယ်ပြီးတော့ဒီမှာတိုင်လုံးလေးကိုလည်းဒီလိုလေးအော်အိမ်ရှိမျက်နှာစာမှာဒီလိုလေးစီထားတယ်ပြီးတော့ချွေပြားလေးတွေနဲ့ကျွန်တော်တို့ဒီ portico အောက်မှာလည်းဒီညမှာအလားစင်ထားတယ်ပြီးတော့ဒီညမှာဆိုရင်ကျွန်တော်တို့ဒါခုံလေးချမယ်အဲပြီးတော့အနားယူမယ်ကျွန်တော်တို့လူကြီးမိပါတွေအကြဒီညလေးက နေရာလေးတနေရာဖြစ်မယ်လို့ကျွန်တော်ကတော့သုံးသပ်မိတယ်ပြီးတော့အဲ့ရဲ့ quality အနေထားဆိုရင်ကျွန်တော်ကတကားကောင်းကောင်းအကြီးနဲ့အသုံးပြုပေးတာရတယ်ပြီးတော့ဒီမှာ smack lock တွေနဲ့လည်းဒီမှာအိမ်ထဲကိုလုံခြုံမှုအရကျွန်တော်ဖန်တီးပေးထားတာလည်းတကယ်ကောင်းတဲ့အသာချက်တစ်ခုဖြစ်တယ်ကဲဒါဆိုရင်ကျွန်တော်အိမ်ထဲဝင်ကြည့်မယ်ဒီကေကိုလေးကြည်လင်းနေရပဲပြီးတော့ဒီအိမ်မှာလေးကျွန်တော်တို့ကဒါအောက်ထပ်မှာဆိုရင်ကြွေပြားတွေလိုအကြီးတွေနဲ့ကျွန်တော်တို့ကခင်းပြီးတော့မှအလှဆင်တော့တွေ့မြင်ရမယ်ဒီမှာကြွေပြားလေးတွေဆိုရင်ဒီကေကိုချွေရောင်လေးတွေအကြောအမြင်လေးတွေနဲ့ တကယ်ကိုချစ်စရာလေးပြီးတော့အလင်းရောင်အားနဲ့လင်ဝင်လေးထားရောက်ဖို့အတွက်ကိုဒီလိုကောင်းတဲ့ quality ကောင်းတဲ့ကျောင်းဒါတကားပေါက်တွေနဲ့လည်းအသုံးပြုပေးထားတယ်တအိမ်လုံးကိုဒီလိုလုံခြုံရေးတန်မှန်းနေနဲ့လည်းလုံးဝတတ်ဆင်ပေးထားတယ် pre book ပစ္စည်းအစုံလေးယူပြီးတော့မှဒီမှာအသင့်နေထိုင်အောင်ပဲတကယ်မိုက်တယ်ပြီးတော့အေကန်ရဲ့အပေါ်ကဒီမန်နေဂျာအလိုက်ဆွဲထားတဲ့မီဆိုင်းလေးတွေဆိုလည်းလေလာတယ်သဘောကျတယ် အဆင်ပြေတယ်ပြီးတော့လေကခွင်းအောင်ပါလေနေရာတွေမပုတ်မတိုးရအောင်ဒီမှာကျွန်တော်တို့ဒါဟုတ်ခဏဒီပါရညာရအကုန်ထားလို့ရတယ်ကက်ဘိနက်လေးကိုလည်းဖန်တီးပေးထားရလေလေတကယ်ကောင်းတဲ့အားသာချက်တစ်ခုဖြစ်တယ်ကဲဒါဆိုရင်ကျွန်တော်ဒီဘက်ခန်းနဲ့ဝင်ကြည့်ကြဒီခန်းလေးကဒါကျွန်တော်ပထမတက်မှာပါတဲ့ Master Baron အခန်းကြီးချက်တစ်ခန်းဖြစ်တယ်အော်ညအိမီလီယာဆိုဒီလိုပန်းပွင့်လေးတွေပွင့်နေတဲ့ feeling လေးမိုက်တယ်အော်ညနေချက်အလားဆိုရင်လည်းဒီလိုပန်းလေးတွေနဲ့တကယ်ကိုမေမျိုးနဲ့လိုက်တဲ့ flower ပုံစံလေးစင်ပြေတယ် လင်းရောင်အားလည်းကောင်းတယ်ရေချိုးကအင်တာကကျွန်တော်တို့ဒါဒီဘက်မှာရှိပါတယ်ခင်ဗျာရေချိုးကအင်တာဆိုရင်လည်းကျွန်တော်တို့ရောင်းပေးနေကြအတားကျွန်တော်တို့ကြွေပြားတွေခင်းထားတယ်ကြွေပြားတွေအမြင်ကတ်ထားတယ်ပြီးတော့သုံးထားတဲ့ quality ပစ္စည်းတွေကလည်းတကယ်ကိုကောင်းတယ်မှာ Stanley ဆာမိုက်တယ် Daniel kitchen area ကကျွန်တော်တို့ဒါဒီမှာဒီဘက်ကအိမ်ခန်းနဲ့ကပ်ရက်ဖြစ်တယ်ဒီမှာ kitchen ဆိုရင်လည်းအင်ရှင်မတွေတည်တည်ကြာချက်ပြုတ်ပြင်ဆင်လို့ရအောင်ဟွန်းတတတတတတော်ကိုဖြစ်တယ် ပြီးတော့ဒီမှာကျွန်တော်တို့အာမီကလုတ်လေးဆိုရင်လည်းသူ့နေရာလေးနဲ့သူအများကြီးတက်ဆက်ပေးထားတယ်ပြီးတော့ကပိနက်တွေလည်းပါတယ်တုံးထားတဲ့ကာလာဆိုရင်ဒီမှာကျွန်တော်တို့ဒါအနက်ရောင်ဒီလိုလေးရွှေကြောငွေကြောလေးတွေဖောက်ပြီးတော့အသုံးပြုပေးထားတာတကယ်ကိုအဆင်ပြေတယ်ပစ္စည်းပစ္စည်းတွေတင်ဖို့အတွက်ထားဖို့အတွက်ဒါကပိနက်တွေရောပြီးတော့ဒီမှာကျွန်တော်တို့ဒါပကံတွေစေးကြောဖို့အတွက်လေးစင်အကြီးတွေရောအကုန်လုံးက quality ကောင်းတယ်ရေဦးရေလည်းပါတယ်တော့ကြတယ်။အော်ဒိုင်းနဲ့ဒီ မိဆိုင်လေးဆိုရင်လည်းဒီမှာကျတော့ဟွန်းဒီမှာထမင်းစွဲတွေထားမယ်အဆင်ပြေတယ်ပြီးတော့အများသောရေချိုးကန်းအိမ်သားအောင်လဲဒီအိမ်မှာလေအရန်ကောင်းတဲ့အားစားချက်တစ်ခုကကျတော့ဒါတိတက်စီခွဲပြထားတယ်ဒီနေရာကတော့ဒါကျွန်တော်တို့ရေချိုးကန်းဖြစ်မယ်ဒီနေရာကတော့ဒါကျွန်တော်တို့အများသော common တိုင်းလည်းဖြစ်ပါမယ်ခင်ဗျပြီးတော့ဒီလို secondary door အနေနဲ့အပြင်ကိုထွက်ပြီးတော့မှလဲ channel ကိုထွက်လို့ရနိုင်တယ်ပိုက်ကဲအပေါ်တက်ကိုတက်ကြည့်မယ်အပေါ်တက်မှာဆိုရင်လဲကျွန်တော်ဒါလေကားလေးတွေရာလဲ ပြ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 ရှိတယ်အကုန်အစင်ပြေတယ်ပြီးတော့ကျွန်တော်သတိထားမိတဲ့အချက်ကကျွန်တော်လက်ရန်လေးတွေဆိုရင်ကျွန်တော်အနှက်ရောင်လေးဖောက်ထားတယ်အဲ့ဒါကြောင့်ခုနကကျွန်တော်တို့ဒီမိဖို့ခန်းထဲမှာဆိုရင်လည်းတုံးထားတဲ့ကက်ဘိနက်တွေကလည်းအနှက်ရောင်လေးဖြစ်တယ်ပြီးတော့ဒီဘက်ကလည်းကျွန်တော်တို့လုံချိုကြီးတမန်တွေကလည်းအနှက်ရောင်လေးဖြစ်တယ်အဲ့တော့အနှက်နဲ့ရွှေနဲ့ငွေနဲ့အဖြူနဲ့ခဲနဲ့အဝါရောင်လေးတွေကိုကျွန်တော်တို့ပေါင်းစပ်ထားတဲ့မြေမျိုးနဲ့လက်ပတ်တဲ့အိမ်လှလာလေးတလုံးဖြစ်တာကိုကျွန်တော်ခန်းစားမိတာဖြစ်ပါတယ်ခင်ဗျာဒီကခွင်ကလည်းကျွန်တော်တို့ဒါစင်ပြေတယ်လူကြီးတွေကောကလေးတွေကောမိုက်တယ်ကဲ okay. အပေါ်မှာဘယ်လိုဖွဲ့စည်းမှုတွေရှိရဲဆိုတာကြည့်လက်ကခွဲတက်တဲ့ချင်မှာကျွန်တော်တို့ဒီဘက်အချမ်းမှာမကျွန်တော်တို့အိတ်ခန်းလေးတွေနှစ်ခန်းရှိတယ်ကျွန်တော်ဒီဘက်ခန့်အရင်ဝင်ကြည့်ဒီခင်းရလေလေအကျယ်ကြီးအပေါ်ထဲမှာကြတော့ကျွန်တော်တို့ဒါအခင်းကိုကြတော့ဒီလိုကိုရီးယားရေစုံကန်ပတ်ကေးတွေကိုတကယ်ကိုလှလှပပတော်တော်ပြပြသူတွေကြလေးခေတ္တကြီးကြလေးခင်းပေးထားရတယ်။သတိထားမိတဲ့အချက်ကကျွန်တော်တို့ ညနေချက်အလှတွေကိုအိတ်ခမ်းမှာတစ်ခန်းနဲ့တစ်ခန်းမတူတာကိုတွေ့ရတယ်ဒီအခမ်းမှာဆိုညနေချက်လေးရာဒီလိုဆွဲထားတယ်အရန်မိုက်တယ်အလင်းရောင်အားနဲ့လင်ငူလေးတို့အားကိုလည်းကျွန်တော်ဒါသေချာလေးရအောင်လို့ဖန်ပြီးပြထားတာလေကတ်ပြီးတော့ဒီမှာရေချိုးကအင်တာဒီတော့ ရေချိုးခိုင်းတာဆိုရင်လည်းဒါကျွန်တော်ရောင်းပြနေကြအတိုင်းကျွေပြားတွေခင်းထားတယ်ကျွေပြားတွေကတ်ထားတယ်ပြီးတော့ quality ကောင်းတဲ့ပစ္စည်းအမျိုးအစားတွေပဲကျွန်တော်ဒါအသုံးပြုပေးထားတယ်ရေပူရေးဆက်တွေလည်းကျွန်တော်ဒါအခန်းတိုင်းအခန်းတိုင်းမှာတက်ဆင်ပေးထားတယ်တကယ်ကိုတကယ်ကိုပေးရတဲ့ဈေးနဲ့တန်နဲ့အရင်တလုံးလို့ကျွန်တော်ကတော့ညွှန်းဆိုလိုက်ပါပြီဒီခန်းလေးကတော့ကျွန်တော်အကြိုက်ဆုံးခန်းဒီအခန်းလေးကတော့ဒါဒီအိမ်ရဲ့၃ခန်းမြောက် master bedroom ဖြစ်ပါတယ်ခင်ဗျကဲအော်အပြင်မှာလည်းပုံဝင်ချင်မှာလည်း အင်ဂျင်ကောင်းတွေအများကြီးပဲမာမီဆိုင်းလေးတွေဆွဲထားတာလေအရန်မိုက်တယ်တော်တော်ကိုလှတယ်ပြီးတော့ကျွန်တော်တို့ဒါရေချိုဘက်အင်တာဆိုရင်လည်းဒီဘက်မှာရှိဒီနေရာလေးကဒါကျွန်တော်တို့ကအိတ်ခန်းကနေဒီလိုလေးထွက်လာလိုက်တဲ့အချိန်မှာဒီ area လေးကတော့ဒါကျွန်တော်တို့ဒါ air gun area ဖြစ်တယ်ဒီမှာ ဖျားခဲ့ area ပေါ့ဒီမှာဖျားเจ้าဆောင်နေရှိတယ်ပြီးတော့ဖျားเจ้าဆောင်နေလိုက်ဖက်တဲ့စီလင်မျက်နှာကျအလှအောင်လဲကျွန်တော်တို့ဖန်တီးပေးထားတယ်လင်းဝင်လေးထွားအားနဲ့အလင်းရောင်အားရောက်ဖို့အတွက်ကိုလည်းဒီမှာအိမ်နားအိမ်နားအခန်းနားအခန်းတိုင်းမှာဒီလိုအများကြီးနဲ့တသေးချာတသက်ရက်လေးကျွန်တော်တို့ဖန်တီးပေးထားတွေ့မြင်ရမယ်ပြီးတော့ဒီတကားဘောက်ကနေလဲကျွန်တော်တို့အပြင်ဝင်နေတာကိုလည်းကျွန်တော်ထွက်လို့ရတယ်ကဲအရန်လှတဲ့နေရာကျွန်တော်အရန်ကြိုက်ရတဲ့နေရာဒီမှာ ဝရဏဆိုရင်လည်းဒီမှာကျူပြားလေးခင်းထားရတယ်ဝရဏဘောင်တွေကိုလည်းဒီအနှက်ရောင်လေးနဲ့အလှဆင်ထားတာတွေ့မြင်ရမယ်ပြီးတော့ဒီမှာပတ်ဝန်းကျင်အလှတွေကိုလည်းအကုန်မြင်ရတယ်ခုနကျွန်တော်ပြောခဲ့သလိုပဲပတ်ဝန်းကျင်မှာအင်ဂျင်အင်ကောင်မြန်များစွာရှိတဲ့အပြုံမှာအချက်ချအကက်ကွင်းကောင်းတဲ့နေရာတနေရာမှာရှိတဲ့အင်လေးတစ်လုံးမှုကျွန်တော်ကတော့ကျွန်တော်မိတ်ဆွေတွေကိုကျွန်တော်မိတ်ဆွေတွေရဲ့လက်ထဲကိုအရောက်ကျွန်တော်ကအနှံလိုက်ပြစီဒီလိုအရန်လာတဲ့ပတ်ဝန်းကျင်မှာတရှိပြီးတော့မှာပြင်ဦးရင်မြို့ရဲ့မြို့လေကောင်မြို့ဟောင်းထဲမှာရှိတဲ့ ရန်မြေပေါ်မှာတိဆောက်ထားတဲ့အိမ်လက်လာလေးတစ်လုံးကိုပိုင်ဆိုင်ချင်တယ်ဆိုရင်တော့ဒီဗီဒီယိုလေးကိုကြည့်ဖို့အတွက်ကျွန်တော်က recommend ပေးလိုက်ပါစေ။